မိုင်စုံခမင်္ဂလာပါဒီနေ့သွားမယ့်သင်ခန်းစာလေးကတော့ရှမ်းအခရာ19လုံး ဖြစ်ပါတယ်ရှမ်းအခရာ19လုံးကိုလိုမဲလက်တိုင်10တောက်တိုလို့ခေါ်ပါတယ်ဒါလေးကတော့ရှမ်းအခရာ19လုံးဖြစ်ပါတယ်အရင်ဥဆုံးအတန်လေးထွက်ပြပေးပါမယ်ရှင်တစ်ကကကနှစ်ကခခ တောင်းကငနောက်တစ်ခေါက်ပြန်ထွက်ပြပေးပါမယ်ကခငအတန်လေးအတူတူထွက်ကြည့်အောင်ကခငနံပါတ်၄ကကြကြကြနံပါတ်၅ကစစစနံပါတ်၆ကညညညအတန်အတူတူပြန်ထွက်ကြည့်အောင်သစညည နောက်တစ်ခါပြန်ထွက်ပြပါမယ်။ဇာစာညနံပါတ်9ကတတတနံပါတ်10ကထထထနံပါတ်9ကနနနအတန်လေးအတူတူပြန်ထွက်ကြည့်ရအောင်တထနနံပါတ်10ကပပပနံပါတ်17ကဖဖ ဖနံပါတ်7ကအင်္ဂလိပ်အခရ F တန်လေးထွက်ပါမယ်ဖဖဖအတန်လေးအတူတူ ပြန်ထွက်ကြည့်ရအောင်ပဖဖပဖဖနံပါတ်7ကမမမ14ကရရရ15ကရရရ15ကိုရှာလေးတန်လေးထွက်ပါမယ်ရရရ ရာတန်လေးအတူတူပြန်ထွက်ကြအောင်မယရာမယရာနံပါတ်6ကလလလစခုံကဝဝဝဆရှိကအအအစကူကအအအအအတန်လေးအတူတူပြန်ထွက်ကြအောင်လဝအအလဝ အအစကနေအတူတူတစ်ခေါက်လောက်လိုက်ဆူကြည့်ရအောင်ဒိုမယ်လစ်တိုင်းစစ်ကောက်တိုကခငဇစညဒထနပဖဖမယရလဝဟအဒါလေးကရှင်အခရာ ရေးပုံရင်းနှီးလေးဖြစ်ပါတယ်ရှင်ရှင်အခရာရေးပုံရင်းနှီးကို ရှင်းလို့ ပန်လိုက်တဲ့ဒူမက်ဒစ်တိုက်လို့ခေါ်ပါတယ်ရှင်ဒီနေ့သင်ခန်းစာအတွက် file လေးလဲဒီ video လေးအောက်မှာထည့်ပေးတော့ပါမယ်ရှင်ဒါလေးကတော့ဒီနေ့သင်ခန်းစာအတွက် အင်စာလေးဖြစ်ပါတယ်နံပါတ်1အင်စာကဒီနေ့အတန်ထွက်ပြသွားတဲ့ဒူမက်လစ်တိုက်စစ်ကောက်တူရှင်းအခရာစကားလုံးကို အတန်ဖိုင်ပို့ပေးရပါမယ် နမနစ်ကဒီနေ့တင်ထားတဲ့ရှန်ခရာစကူလုံးကိုသုံးခေါက်စီရေးပြီးတော့အာ Telegram group မှာထည့်ပေးရပါမယ်ရှင်။ရေးပုံရင်းနီးမမှန်နဲ့ထည့်ပေးရပါမယ်ရှင်။ဒီနေ့သင်ခန်းစာအတွက်အချိန်ပေးပြီးတော့နားထောင်ပေးတဲ့သင်တန်းသူသင်တန်းသားအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေ။ဆုံးထံဒီကူကောပန်ခယမ်ခါမိုက်ဆုံခါ